ေ့ကျွန်တော်ကဒီ MPPT ကိုထိုးလာအတွက် SSO ဒီအတွက်ကျွန်တော်ဟိုဟာ setting ချင်းတင်ပေးမယ်ဆိုတော့ဒီ SSO တွေမှာကျွန်တော်တို့ကအားပြည့်တယ်ဆိုရင်14.4ဖို့အားကုန်တယ်ဆိုတော့13.8ရှိတယ်ဟောနော်ဒီဟာ range အတွင်းမှာပဲကျွန်တော်တို့က3တင်တာဖြစ်တယ်ဒီ range တဲ့အောက်ကျသွားရင်ဒါအားကုန်တယ်အဲ့ဒါဆိုခဏခဏအဲ့လိုမ3တင်3တယ်ဆိုပတ်တိလစ်လိမ့်မယ်ဟောနော်ဆိုတော့ loss ကျွန်တော်ဆီမှာ SSO မရှိဘူးဆိုတော့ဒီကောင်နဲ့ပဲကျွန်တော်ကတော့ testing လုပ်တဲ့ဟာနဲ့ကျွန်တော်တင်ပေးမယ် အရင်ဆုံးပေါ့နော်ဒါကွန်ထရိုလာတွေကွန်ထရိုလာတွေချိတ်မယ်ဆိုအရင်ဆုံးကျွန်တော်ကဘက်ထရီနဲ့ကွန်ထရိုလာနဲ့အရင်ဆုံးချိတ်ရတယ်ရပေါ့နော်ချိတ်ရတယ်ဆိုတော့ချိတ်လိုက်ပြီဆိုတာနဲ့သူကသွားဝင်နေမယ်မုတ်ကဒါမန်နီယယ်မုတ်ကိုဝင်နေလိမ့်မယ်ပေါ့နော်ဒီမှာမန်နီယယ်မုတ်ပေါ့နော်မန်နီယယ်မုတ်ကိုဝင်နေလိမ့်မယ်ဒါကတော့ကျွန်တော်ကလုတ်တက်ဆန်းတာဖြစ်တယ်ကျွန်တော်ကတော့ဒီဘက်ကလုတ်နေတော့ကျွန်တော်ကတော့တိတ်သုံးနဲ့အတိတ်အမရှိဘူးသုံးနဲ့မသုံးဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကပုံမှန်ဆိုဒီဟာနေပဲကျွန်တော်တို့က ဘက်ထရီကနေထိုင်းရဲ့သုံးရင်သုံးမယ်ပြီးကျွန်တော် inverter ကနေထုတ်ပြီးတော့ပဲကျွန်တော်ကသုံးတာဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့အမှဆိုရင်ကျွန်တော်ကပမာပဲအမြဲတမ်းဟိုပေါ့နော်ဒီကောင်တွေမသုံးဘူးမသုံးဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဟိုပေါ့နော်ဘာမှအဲ့လောက်ကြီးထားမှာမဟုတ်ဘူးနော်လောလောဆယ်ဒီကောင်ကိုချုပ်ထားလိုက်မယ်ကျွန်တော်ကဒါလုတ်တက်ဆန်းနေတာမဟုတ်ကျွန်တော်ကဖြစ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဓိကအမှကျွန်တော်ကဘာကိုချိန်ရမှာလဲဆိုတော့ပေါ့နော်ဒီပေါ့နော် check and voltage နဲ့ discharge current voltage ကိုကျွန်တော်ချိန်မိရမှာဖြစ်တယ် ဆိုတော့အဓိကပေါ့နော် तू ကတော့ဟိုပေါ့နော်ဒီအားပြည့်တဲ့ချိန်မှာဟိုပေါ့ရက်အောင်ပေါ့နော်ဆိုလာအသွင်းနဲ့ရက်တဲ့ဟာစတိတသမ၄ဖို့ကျွန်တော်ချိန်ပေးရမှာဖြစ်တယ်ဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ကခဏလေးနေထားလိုက်တယ်ဆိုဒီမှာ h ပေါ့နော်ဒါဆို၁၄သမ၂ရှိတယ်၁၄သမ၂ရှိတယ်ဆိုရင် sorry ဒါဆို၁၄သမ၂ပေါ့နော်ဒါဆိုရင်ကျွန်တော်က၁၄သမ၃ဒါ၁၄သမ၄ဒါအဲ့လိုတော့14.5ဆက်စပ်ပုံအဲ15ထိပဲသူကရတာပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့မှာကျွန်တော်ဆက်သွားမယ် ဲဒါလေးကိုနှိပ်သွားလိုက်မယ်ပေါ့နော်နှိပ်သွားလိုက်မယ်ဒါ14.4တိတော့မှဖြစ်တယ်ဟုတ်ပြီဒီနေ့3ဒီဟုတ်ပြီနော်အရင်ကဒါလေးနှိပ်လိုက်ပြီးရင် high ပြီး low လို့မှကြော့10.8ကိုသွားမယ်ပေါ့10.8ဆိုကျွန်တော်က10.8 10.9 17လောက်ထိကျွန်တော်ထားမယ်ပေါ့နော်အရင်လည်းကတ်တာကိုကျွန်တော်လိုချင်ပေါ့နော်ဆိုအဲ့လောက်ထိထားမယ်ဒါလိုပိုးရစ်ဆိုသူကဒီ17 17တက်ဆိုသူက ဟိုပါဗောနော်ဒါဆိုရင်ကျွန်တော်ကြည့်ရဲကျွန်တော်တို့ဒါဆိုရင်ချိန်ထားတာက14.5ကိုချိန်ထားတယ်노보시ကိုကျွန်တော်တို့17မှာထားထားတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ကဟိုကောင်ကို height ကိုကျွန်တော်ပြန်ပြီးတော့ပြန်ချိန်ကြည့်မယ်ဗောနော်ပါဆိုကျွန်တော်နည်းနည်းနှိပ်တာနည်းနည်းထွန်သွားမှုရတယ်ဗောနော်55စနစ် ော်73 14.4ထဲမှာထားမယ်ပေါ့နော်74.4 1 2 3 4ရရရဆိုကျွန်တော်ဒါလေးနှိပ်လိုက်အောင်ဒါဆိုပြီးပြီเนาะဒါဆိုပြီးပြီကြီးလိုက်မယ်နည်းနည်းခက်ချက်ချနှိပ်ထားလိုက်မယ်ဒါဆိုရင်14.4ဒါဆိုရင်ပေါ့เนาะ14.4ဆိုတာတူအပေါ်တော့ဒါပထရီအပြည့်တဲ့ဘူအားဒီကောင်ကနောက်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒါပထရီအကုန်နဲ့ဘူအားဒါဒါဆိုပြီးပြီ ဘာမှမလို့ဒါပဲပေါ့နော်ဆိုတော့အဲဈေးတတတဲ့ MPPT controller ဖြစ်တဲ့အတွက်ကြောင့်တချို့ function တွေသူ wait short ထားတာရှိတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်နောက်ပိုင်းပြပြပြီးသွားမယ်ပေါ့နော်ပိုကောင်းတဲ့ဟာလိုချင်နေဆိုရင်ဒီဒီ60 aim မှာကို2သိန်းကျော်တန်း3သိန်းကျော်တန်းနေရှိတယ်ပေါ့နော်ဒါကတော့ wait short ထားတဲ့ဟာဖြစ်တဲ့အတွက်တချို့ function တွေမပါဘူးအဲတချို့ function တွေသုံးရတာနည်းနည်းလေးတော့ကတိတော့ဖြစ်နေပြီပေါ့နော်ဒါမဲ့ ူဈေးကန်နဲ့သူကတော့တုံးလို့ကောင်းပါလေဗျဘောနော်အခုထိလဲ error တွေနေပါတယ်နော်အဲပြီးတော့ဒီမှာကျွန်တော်ပြောစရာလေးရှိသေးတယ်ဗောနော်ပြောစရာရှိအပါလေးလဲဆိုတော့ဒီမှာကျတော့သူကဒီဒီမှာကကြတာဘက်ထရီပိုလစ်ပေါ့နော်ပိုလစ်ပိုလစ်သူကလောလောဆယ်လုံးမရှိတဲ့အခါကျတော့သူက0 ampere ပဲလုံးဆွဲတဲ့အခါကျတော့ပြလိုက်မယ်နော်12.8ဘူးရှိတယ်ဒီမှာဆိုလာကဝင်နေဆိုဆိုလာကဝင်တဲ့ ampere ကိုသူပြလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာဆိုရင်ဟိုသူလည်းဒီမှာပြထားတယ်ပေါ့နော်သူက အုတ်ကင်းနဲ့ fault ရှိတယ်ပေါ့နော် fault ဆိုရင်ဒါ error တွေဖြစ်နေတာအဲ့ဒါပဲဒီမှာဖြစ်မှာလဲဆိုရင်ကျွန်တော်တို့အရန်ကိုပူဒီ controller ရန်ပူလာတဲ့အချိန်ပြီးတော့ဒီအရန်ထုတ်သုံးတဲ့လုတ်တွေအရန်များတဲ့အချိန်ဒီဘက်ကနေသုံးတာပြောဒီဘက်ကနေသုံးတာနော်ဒါသုံးတဲ့ဟာအရန်များတဲ့အချိန်ပြီးရင်သူကဘယ်မှာဟိုဖြစ်တာလဲဆိုတော့ဒီ ဟို charging voltage တွေအရန်တက်လာတဲ့အချိန်တွေမှာဆိုတော့ fault တွေအရန် on နေလိမ့်မယ်ပြီးတော့ဗောနော်ဒီနားလေးမှာလည်းဒီပိတ်တုတ်မိတ်တုတ်တွေဖြစ်နေတယ်ဒါမျိုးဆိုပိတ်ချီတင်မကောင်းအောင်ဗောနော်အဲ့ဒီတိုင်ဗောနော်ဒီကောင်လေးကိုဟို breaker တွေပါချပြီးတော့ခဏဗောနော်ဒီကောင်ခဏပိတ်ထားသင့်ပိတ်ထားပြီးမှပြန်ဆက်ဗောနော်ဘို့ဆိုလို့ကောင်လောင်ဝါနိုင်တယ်တရုတ်ပစ္စည်းအပေါ်တော့စိတ်တတတတလောက်ထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ဒီကောင်အာမခဏလေးမပါဘူးအဲအာမခဏလေးမပေးဘူးပေါ့နော်အဲတိတ်ချတယ်ပေါ့နော် အချင်းချင်းသုံးရမှာမကျွန်တော်ပြောပြသားပဲကျွန်တော်အိမ်က flow ဝတ်တာမှာကျွန်တော်ချင်းချင်းသုံးလို့ဒီလိုဖြစ်တာပေါ့နော်ဒီကောင်ကြီးကတော့ပို့ပြီးတော့ချင်းချင်းသုံးတင်ပါတယ်ဗျ